ထူးဆန်းတာကလွန်ခဲ့တဲ့နှစ်ပေါင်း2320ဒီထိုင်းပြည်ရဲ့တဆက်မြောက်မှာဒီဖိုထာလာမြို့ကိုမုံလုံးမျိုးစုတွေများစွာဝင်ရောက်နေထိုင်ခဲ့ကြတယ်လို့လည်းသိရပါတယ်။အသိဆုံးရတဲ့အခါမှာဆိုလို့ရှိရင်အခုမြင်တွေ့နေရတဲ့ဒီခုံကြီးကျောင်းဝန်းထဲမှာရှိတဲ့တင်ကြိုင်မှာပြုံးနေခဲ့ကြတယ်ဗျ။အိုးအရင်ခေတ်တုန်းကဒီကျောင်းဝန်းထဲမှာရှိတဲ့တင်ကြိုင်ဟာမုံလုံးမျိုးစုတွေများစွာအသုံးပြုကြတဲ့တင်ကြိုင်ဖြစ်တယ်လို့လည်းသိရပါတယ်။ အခုမြင်တွေ့နေရတဲ့ဖုန်ကြီးចောင်းကြီးကတော့ထိုင်းနိုင်ငံလာပိုလီမျိုးနဲ့ဖိုထာလာမျိုးမှာတည်ရှိတဲ့ဝက်ခုံခါယာလို့အမည်ရတဲ့ဖုန်ကြီးចောင်းကြီးတစ်ចောင်းပဲဖြစ်ပါလေခင်ဗျာဒီဖုန်ကြီးចောင်းကြီးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမုံလူမျိုးစုတွေများစွာကုကွယ်ကြတဲ့ဖုန်ကြီးចောင်းကြီးတစ်ចောင်းလည်းဖြစ်ပါလေဒီចောင်းကြီးမှာပြည်မာဇုံတည်င်းသုံးနေဆရာတော်ဖျာကြီးကတော့2008ခုနှစ်မှာပြည်တော်တော်ပူသွားပါပြီ ဒီအကြောင်းအရာတွေကိုတော့ဆရာတော်ရဲ့ဒီလက်အောက်ခံအခုလက်ရှိသတင်းသုံးနေတဲ့ဆရာတော်ဖရားကနေမှပြောပြထားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ခင်ဗျာထိုင်းနိုင်ငံမှာကတင်းကြိုင်းနဲ့ဖုံရင်းကြောင်းတွေတွဲလျက်ထားတယ်ဆိုတာကိုတော့အလုံးသိကြမယ်လို့ထင်ပါတယ်သူစန်းနာကဒီအကြောင်းကိုလည်းမှလုံခဲ့တဲ့နှစ်ပေါင်း2320ဒီထိုင်းပြည်နဲ့ဆက်မြောက်ပါဒီဖိုထာလာမြို့ကိုမြန်မာပြည်ကမိုးလူမျိုးစုတွေများစွာဝင်ရောက်ပြီးတော့နေထိုင်ခဲ့ကြတယ်လို့လည်းသိရတယ်ဗျာ ဒီသင်ဆုံးသွားတဲ့အခါမှာဆိုလို့ရှိရင်ဒီဖုံးကြီးကျောင်းဝန်းထဲမှာရှိတဲ့တင်ကြိုင်ပါပဲပြုတ်နေခဲ့ကြတယ်။ဝိုင်းရင်တော့ကဆိုလို့ရှိရင်ဒီကျောင်းဝန်းထဲမှာရှိတဲ့တင်ကြိုင်ဟာမလူမျိုးစုတွေများစွာအသုံးပြုတဲ့တင်ကြိုင်ဖြစ်တယ်လို့လည်းသိရပါတယ်။ထိုင်းနိုင်ငံကိုပထမဆုံးဝင်ရောက်လာတဲ့မျိုးနွယ်စုတွေထဲမှာဆိုလို့ရှိရင်လည်းမလူမျိုးစုတွေကအစောဆုံးလို့လည်းပြောလို့ရတယ်ဗျာ။ ထူးဆန်းတာကဒီကျောင်းမှာပထမဆုံးသတင်းသုံးရတဲ့ဆရာတော်ဘုရားကြီးရဲ့လက်ထက်မှာပေါ့နော်ဒီတင်ကြိုင်းမှာဟိုအရင်တုန်းကဒီအကြောင်းမျိုးမျိုးကြောင့်မြုံနယ်ခံထားရတယ်မကျွတ်မလွတ်သေးတဲ့ဘုံလူမျိုးစုတွေရဲ့ဝိညာဉ်တွေကအိမ်မက်တွေပေးတယ်လို့သိရတယ်ဗျာအဲအိမ်မက်တွေထဲမှာသူတို့ကျွတ်လွတ်ချင်ပြီးမကျွတ်လွတ်ဖဲဝိညာဉ်ဘဝမှာတစ်ပေါင်းများစွာနေရတယ်ပေါ့နော်ဒါကြောင့်သူတို့ရဲ့အလောင်းကိုတူဖော်ပြီးတော့ကောင်းမှုကုသိုလ်တွေလုပ်ပေးပါဆိုပြီးတော့အိမ်မက်တွေပေးတယ် ဆရာတော်ဘုရားကြီးကလည်းအိမ်မက်အရာပေါ့နော်အိမ်မက်ထဲမှာလာပြောတဲ့ဝိညာဉ်သူ့ဘောခိုင်းတဲ့နေရာတွေကိုသူ့ဘောကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဟိုရင်တော့ကကျွန်တော်တို့အုတ်ခုတွေမရှိဘူးပေါ့နော်ဒီတိုင်းရေကြီးတူးပြီးတော့ပြုတ် ကြလာဆိုတော့ပေါ့နော်အဲ့ဒီမှာဆရာတော်ဖျားကြီးတူပေါ်ကြီးလိုက်တဲ့အခါမှာအယိုးစုတွေကိုတွေ့ရတယ်အဲ့ဒီအယိုးစုတွေကိုတည်တည်ချာချာကောက်ယူပြီးတော့ဆရာတော်ဖျားကြီးကလူတယောက်တည်ဆုံတဲ့အခါမှာတတော်တနတကုံတည်ပြီးတော့ကောင်းမှုကုသိုလ်တွေလုပ်ပေးတဲ့အတိုင်းပဲပေါ့နော်ဗုဒ္ဓဘာသာထုံးလန်းစင်တာအတိုင်းပဲသူတို့အတွက်ကောင်းမှုကုသိုလ်တွေလုပ်ပေးပြီးတော့အခုခေတ်အတိုင်းပေါ့နော်ပြန်လည်ပြီးတော့ကူတွင်းထားလာပဲဖြစ်ပါတယ်ကူမြင်တွင်းနေရတဲ့ပုဂ္ဂိုလ်တွေကဒါဆရာတော်ဖျားကြီးရဲ့လက်ထက်မှာအိမ်မက်အရာအတူဖို့ပေးပြီးတော့ပေါ့နော်ပြန်လည်ပြီးတော့ ကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့ပူတွင်းထားတဲ့အုပ်ကူတွေပဲဖြစ်ပါတယ်ဗျာဆရာတော်ဖျားကြီးရဲ့လက်ထက်မှာဆိုလို့ရှိရင်ဒီအိမ်မက်အရာတူဖို့ရတဲ့အုပ်ကူပေါင်းစုစုပေါင်း30ကျော်လောက်ရှိတယ်လို့လည်းသိရပါတယ်တချို့လေဒီအိမ်မက်အရာမဟုတ်ပဲနဲ့ဒီတိုင်းတွေးရှိတဲ့ရုပ်ကျွေးတွေလည်းရှိတယ်လို့လည်းသိရတယ်ဗျ။ကိုရင်တော့ကဂူတွင်းပြီးတော့ပြုတ်တာမျိုးတွေမရှိတဲ့အခါကြာတော့ပေါ့နော်ဒီကလေးတွေသိဆုံးသွားတဲ့အခါမှာဆိုလို့ရှိရင်စင်းအိုးတွေလည်းထည့်ပြီးတော့မြေပြုတ်ထားတဲ့အားမျိုးတွေကိုလည်းတွေ့ရတယ်လို့လည်းသိရပါတယ်ခင်ဗျ။ ဒီဖုံးကြီးចောင်းကြီးကအရှင်ဟောင်းဖုံးကြီးចောင်းကြီးတចောင်းဖြစ်တာနဲ့အညီပေါ့နော်ဒီចောင်းဝင်းထဲမှာရှိတဲ့ဘပူပန်းဆွဲလက်ရည်နိုင်ရဆေးရေးပကြီးတွေရဆိုလို့ရှိရင်လည်းဒါအားလုံးကအရှင်ဟောင်းလက်ရည်ပဲဖြစ်တယ်ဗျာဘုံလူမျိုးစုတွေအများကြီးကိုးကွယ်ခဲ့တဲ့ဖုံးကြီးចောင်းကြီးတចောင်းဖြစ်တဲ့အခါကျတော့ဒီចောင်းဝင်းထဲမှာရှိနေတဲ့ဘပူပန်းဆွဲလက်ရည်နိုင်ရဆေးရေးပကြီးတွေရဆိုလို့ရှိရင်လည်းဘုံရင်ကျေးပူတွေနဲ့များစွာပတ်သက်ဆက်နွယ်နေတယ်လို့လည်းသိရပါတယ်ဗျာဒါကြောင့်ကျွန်တော်ရဲ့ဒီကိုမောင်နှမတွေအနေနဲ့ဒီဖိုးထာလာမျိုးမှာနေတဲ့ဒီဖိုးကြီးចောင်းကြီးတဲ့ဤတဲ့ဆိုရင်လည်းဒီဖိုးကြီးចောင်းဝင်းထဲမှာရှိတဲ့ အခြေဟောင်းလက်ရာတွေကိုမူလမျိုးစုတွေအနေနဲ့ပေါ့နော်ဝင်ရောက်လေ့လာသင်တယ်လို့တော့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးတရားကိုကြည့်ရှုပေးကြတဲ့တယောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ